အားလုံးမင်္ဂလာပါခင်ဗျာယနေ့ရှင်းရစင်နလ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအဖြစ်ပဲခူးတိုင်းဒေသကြီးရေတာရှိမြို့နယ်ကစစ်သည်လေးနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်ပြီမှာကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာပြည့်စင်နလ2025ရက်နေ့မှာတော့ပဲခူးတိုင်းဒေသကြီးရေတာရှိမြို့နယ် အပြင်းလာအနီးမှာနေမြေရှင်းလင်းတဲ့အခါမှာတပ်မတော်လုံချိုးတပ်ဖွဲ့ဝင်များနဲ့အကြမ်းဖက်တောင်းညံသူ KNU အဖွဲ့တို့ထိတွေ့မှုအနှဲငယ်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးအမြတ်ရလတ်နေရပြီးအကြမ်းဖက်တောင်းညံသူ KNU တလောင်းလက်ပြပုံတလုံးနဲ့ကြီ38တော့ဘုံသီးနှလုံးဖြူး40ချောင်းတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့မင်းလာအနေနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါခုနှစ်ရက်၁၂လ2025ရက်နေ့မှာတော့မင်းလာနယ်ဗန်မွေးကုန်းအနီးမှာတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကနေမြေရှင်းလင်းတဲ့အခါမှာအကြမ်းဖက်တောင်းကျင်းသူဗရက်အဖွဲ့တို့နဲ့ထိတွေ့တိုက်ပွဲအနေငယ်ဖြစ်ပွားခဲ့ပါတယ် ဖြစ်စဉ်အတွင်းမှာမိဘကဒီကိုင်းမှုတစုံတရာမရှိပဲအကျိုးမြတ်ရလက်နေရခြင်းအကျမ်းဖတ်တောင်းရန်သူဗရက်တလောင်းလက်နဲ့ငယ်တလက်တို့ကိုတိမ့်ပိုက်ရရှိခဲ့ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဗမော်မြို့နယ်ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခမ9ရက်12လ2025ရက်နေ့မနက်ပိုင်းမှာတော့ဗမော်မြို့အနီးမှာရှိနေတဲ့ကြီးရွာများအတွင်းမှာကိုအောင်းနေတဲ့အကျမ်းဖတ်တောင်းရန်သူ KIA ပလက် PDN နဲ့ AA ပူးပေါင်းအဖွဲ့များကိုတပ်မတော်မင်းခေါင်လုံခြုံရေးတပ်ဖွဲ့စစ်ကြောများကဝင်ရောက်ရှင်းလင်းသုတ်တင်တဲ့အခါမှာထိတွေ့တိုက်ပွဲအနေငယ်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာအကြမ်းဖက်တောင်းချန်သူ KIA Black Brad AA အလောင်းနှလောင်း RPG တလက် M22 တနက်တလက် GA 3ခု G160 တောင်းတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့မြမတက်မတော်လေကလေချောင်းကနေဘုံကျဲရှင်းလင်းလိုက်တဲ့သတင်းလေးပါခုနှစ်ရက်ဆန္ဒလာ2025ရက်နေ့မှာတော့စကိုင်းတိုင်းဒေသကြီးဗန်းမောက်မြို့နယ်တောင်ပိုင်းမှာရှိနေတဲ့သုံးမြေစုံရွှေလုတ်ွက်နေရာကိုမြမတက်မတော် Jet Fighter လေးနှစ်စီးနဲ့ဘုံကျဲရှင်းလင်းတုတ်တင်လိုက်ပါတယ် ဒီလိုဘုံကျဲရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကျန်းဖက်တောင်းကျန်သူများတူးနေတဲ့ရွှေလုတ်ကပ်ပေါ်ကြကာအမျိုးသားတဦးတည်ဆုံးပြီးတော့၅ဦးဒဏ်ရာရရှိခဲ့ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဆံပိုင်ဆိုးရေးသားတဲ့ဤကီးနီးသလားဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာဘာလုံးလုံးနဲ့ရွေးကောက်ပွဲလုပ်ဖို့တောင်တပြေးပြေးနီးကပ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်ရင်ကိုဗစ် -19 ဆိုတဲ့ကပ်ဆိုးကြီးကနေ တကမ္ဘာလုံးလွတ်မြောက်မယ်ကြံငါရှိသေး2020မဲမတမာမှုတွေနဲ့နိုင်ငံရေးအဆွမ်းရောက်မှုတွေကြောင့်2021အရေးအကြီးပေါ်လာပြီးတနိုင်ငံလုံးစစ်မှတ်ဘေးထက်ခံစားခဲ့ရပါတယ်ကိုဗစ်ကြောင့်နလန်မထူခဲ့တဲ့ပြည်သူတွေဟာကိုစစ်ကြောင့်ဖုတ်ဖုတ်ညက်ညက်ကြေခဲ့ကြရတယ် ခါရမီစွန်ကြီးဝိုင်းလောင်းအမျက်ထုတ်ကြတဲ့ EO တွေကြောင့်စစ်တမ်းခံခဲ့ရတဲ့အပြင်လမ်းတွေပိတ်တရားတွေဖြတ်လို့ကုန်စင်းနှုံးတွေကြီးမြင့်တာတွေခံစားခဲ့ကြရပါတယ်။ပြည်သူတွေကဒီလိုခံစားနေရပါတယ်ဆိုမှတရားဥပဒေမစိုးမိုးတဲ့နေမြေတွေမှာကြားဖြန့်ဆိုတဲ့အလိန်ညာလုပ်ငန်းတွေနဲ့မွေးစင်ဝါထုတ်လို့ရောင်းချမှုတွေကြောင့်မြေနေရလှန်ဆိုင်နိုင်ငံကအလယ်မှာလဲအကြမ်းဖက်နိုင်ငံတွေနဲ့တရားနယ်ကြီးညာခံရပြီး နိုင်ငံတော် နာမည်ပြတ်ခဲရပါတယ်တပ်မတော်နဲ့နိုင်ငံတော်ကို လေလုံးမကွဲတာကြောင့်တပ်မတော်ကို ထိုးချရင်နိုင်ငံပုံရိပ်ကိုပါဆွဲချခဲ့ကြတယ်တပ်မတော်တာဝန်ယူထားရတဲ့ကာလတွေမှာမအေးချမ်းမှုဆိုတဲ့ပြည်ယုတ်ကိုပြဖို့အတွက်နေရတကအကြမ်းဖက်မှုတွေလှုပ်ဆောင်ဖို့လှုံ့ဆော်ခဲ့ကြပါတယ်အခုချိန်မှာဒါတွေအလုံးကိုဆုံးသက်ပေးနိုင်မယ်လို့ယုံကြည်ရတဲ့မျှော်လင့်ချက်ဟာရွေးကောက်ပွဲအပြင်တခြားရှိတယ်လို့တော့မမြင်မိတာအမှန်ပါ ရွေးကောက်ပွဲမရှိရင်ဒီမိုကရေစီအရင်သားအစိုးရဆိုတာရှိလာမှာမဟုတ်ပါဘူးအရင်သားအစိုးရမရှိရင်နိုင်ငံတကာအလဲမှာအခုလိုပဲအနှိမ်ခံနေရတာတွေအပိတ်ခံရတာတွေကဆက်ပြီးဖြစ်နေဦးမှာပါပြီးကြတဲ့၄နှစ်လိုပဲနိုင်ငံတော်လည်းရှေ့မဆက်နိုင်ဘူးပြည်သူတွေလည်းစီးပွားရေးလမ်းမပွင့်တာနဲ့အလုပ်ကိုင်းတွေရှာပါပြီးဒုက္ခတွေကြုံရဦးမှာပါဦးမတော်မှသီလစောင့်နိုင်မယ်ဆိုတဲ့အတိုင်းပါပဲ။ နိုင်ငံတော်အေဂျန်သာယာဖို့ဆိုတာပြည်သူတွေရဲ့စောက်နေရေးအပေါ်အများကြီးမူတည်ပါတယ်လက်နက်ကင်ထားသမျှစစ်ပွဲတွေကြောင့်ကုန်သွယ်ရေးခက်ခဲပြီးစောက်နေရေးအလုံးအငိုင်းခက်ခဲမယ်စောက်နေရေးကြက်တဲမှုကြောင့်ဒုစရိုက်တွေပိုပေါ်လာမယ်ဒါကြောင့်ဒီအချိန်မှာဘယ်သူဥဆောင်မလဲဆိုတာအဓိကမကြပါဘူး ဒီမိုကရေစီအစိုးရတရက်ပေါ်လာပြီးနိုင်ငံတကာအလဲမှာအကြမ်းဖက်တွေကြောင့်ပြန်ရွေ့နေတဲ့ပုံရိပ်ကိုပြန်လည်တက်မှတ်ဖို့နဲ့ပြည်သူတွေစီအလောက်အကန့်ခွင်လန်းတွေ ပြန်ပွင့်သွားဖို့ကအဓိကကြပါတယ်။ပြည်သူတွေမှာလည်းပြီးခဲ့တဲ့၄နှစ်လုံးတော်လှန်ရေးဆိုတာကြီးကိုထဲထဲဝင်ဝင်ကြုံခဲ့ကြပြီးမို့ဒုက္ခတွေလည်းလုံလောက်နေပါပြီ။နောက်ထပ်၁၀နှစ်တန်အောင်မတည်ကြတဲ့လေလိုင်းအစိုးရကိုဒုက္ခတွေနဲ့စောင့်နေမဲ့အစားလာမဲ့ရွေးကောက်ပွဲမှာကိုယ်တိုင်မဲပေးပြီးရွေးလိုက်တာ ပိုပြီးလက်တွေ့ကြပါတယ်ရွေးကောက်ပွဲအောင်မြင်ပြီးဒီမိုကရေစီအစိုးရတည်းရဲ့ပေါ်လာရင်ကိုပြည်သူတွေအတွက်အသက်ရှူချောင်စရာခရီးတစ်ထောက်ရောက်ပြီလို့ပြောလို့ရပါတယ်ဒီလိုခရီးတစ်ထောက်ရောက်ဖို့အတွက်တောင်အများကြီးခံစားခဲ့ရရတာမို့ဤခရီးကလည်းနီးတယ်လို့တော့မဆိုနိုင်ပေမဲ့တထောင်နားရက်ရောက်ဖို့ရပောင်း20လောက်ပဲလိုတော့တယ်လို့ပြည်သူတွေကို အားပေးနှစ်သိမ့်ပေးခြင်းမိပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်နူရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာနီဘောအများစုကထိုင်းဘက်ကိုလက်နက်ကြီးကျရင်မြန်မာနယ်ထိုင်းက ထိုင်းကမာလိုစစ်ထမ်းဖြစ်မယ်လို့ထင်နေကြတာပါဒါကြောင့်လဲနေဆက်မှာကရင်နဲ့တပ်မတော်စစ်ဖြစ်ရင်ဘယ်လက်နက်ကြီးစားကထိုင်းကိုမှန်မမှန်ပြုပြဲရှာပြီးသတင်းရေးကြတာပါမြေပြင်မှာထိုင်းကမြန်မာအပေါ်စမ်းမရှိတာလဲသူတို့ မသိကြဘူး ဒီကြမ်းတမ်းကြားပြန့်အရေးမှာဗိုလ်ချုပ်ဇော်မင်းထွန်းထွက်ရှင်းထားတာကအစိုးရနဲ့တပ်မတော်ရဲ့ယက်တီချက်ပါလက်ရှိ KK ဗတ်ဲကကြားပြန့်တွေဟာထိုင်းနိုင်ငံကတစင်းရောက်လာတာ99ဒသမ99ဆိုတာမျိုးဖွင့်ချထားသလိုလွန်အပ်တဲ့လျှက်စင်မီအင်တာနက်တွေကလည်းထိုင်းနေကြပြည်နယ်အစိုးရတွေပံဝင်မှုနဲ့လေပတ်နေတယ်ဆိုပြီးချပြထားတာကပူပူနွေ့နွေ့ရှိပါသေးတယ်တရုတ်ကို လွှဲလိုက်တဲ့ရှီဂျင်ယန်ကိစ္စရင်း နုတင်နဲ့တွဲရိုက်ထားတဲ့ကြားဖြန့်ခေါင်းဆောင်တွေရဲ့ဇလန်းတွေကလည်းထိုင်းနိုင်ငံရေးမှာကြရက်ပါဘရင်လို့သူကတရုတ်အထိပြေးတွေ့ရသလိုလက်ရှိမင်းလက်ပံကိစ္စကလည်းတိတ်မယိုးသားပြန်ပါဘူးအခြားနိုင်ငံကနေအွန်လိုင်းလိမ်လည်မှုလာ လုပ်တယ်လို့ဆိုထားကြသူတွေကဒီနေမီကနေမပြန်ဘူးလို့ဆိုနေတဲ့ KNU ရဲ့ထုတ်ပြန်ချက်ကလည်းတဘာဝကြမနေပြန်ပါဘူးတော်စုကိုလှုပ်ပေးဖို့အချိန်ကြပြီလို့ဆိုတဲ့ထိုင်းနိုင်ငံရဲ့ဝန်ကြီးက နေပြည်တော်မှာယူချိုးပြနေပြန်တော့ယာယီသမရရဲ့ရွေးကောက်ပွဲလက်ချာကြားမှာတသက်ခေါ်ရိုက်ခံရသလိုပါ နိုင်ငံရေးနဲ့စီးဟာမာလို့ရနိုင်တဲ့သူကပဲမာတာပါ ခမာဆိုထိုင်းကဘလို့ပြင်းလဲဆိုတာလဲမျက်မြင်ပဲမဟုတ်လားထိုင်းနိုင်ငံရေးတိတ်ခါကကြားဖြတ်နဲ့ရောပြီးဂုံတိတ်ခါကြာနေခဲ့တာလဲကြာပြီးဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမည်း ဟုတ်ကဲ့အခုနောက်ဆုံးအနေအဖြစ်ဆီယံမိုးတင်းဇွေရန်ကုန် တက္ကသိုလ်ရေးသားတဲ့သတင်းဆောင်ပါလီနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာအခုနောက်ဆုံးအမေရိကန်ကဗီနီဇွဲလားကိုတိုက်ဖို့လေကြောင်းစစ်စင်ရေးလေ့ကျင့်မှုလုပ်နေတယ်လို့ဆိုပါတယ်အမေရိကန်ကစစ်တိုက်ဖို့လက်နက်ကြီးစီးရေးလေ့ကျင့်ရတဲ့နိုင်ငံနဲ့စစ်တပ်မဟုတ်ပါဘူးအချိန်မီဝဲချက်ချင်းကြိုက်တဲ့နေရာကိုစစ်တိုက်နိုင်တဲ့စူပါပါဝါနိုင်ငံကြီးဖြစ်ပါတယ်ထရိုင်ရဲ့ဗီနီဇွဲလားကိုစစ်တိုက်ဖို့ကိစ္စက ငငယ်ကကစားသလိုတင့်နေရယူနှစ်အစဉ်သင်ပြင်ဆိုသလိုဖြစ်လာပါတယ်။နှစ်လလောက်ဝိုင်းထားပြီးအခုထိစစ်မတိုက်သေးပါဘူး။အမိန့်တွေရာဇသံတွေတခုပြီးတခုပေးနေပြီးနောက်ဆုံးရာဇသံကဗီနီဇွဲလားသမ္မတနိုင်ငံကထွက်ပြေးပါတဲ့။ထရန့်စစ်မတိုက်ချင်တာတည်တာပါတယ်။ထရန့်အလိုရှိနေတာရင်နံဖြစ်နိုင်ပါတယ်။မွေစည်းဝါတို့အာနာရှင်တို့ဆိုတာခေါင်းစဉ်ပါ။ ထရန့်ကရှင်းမတိုက်ရပဲဖိအားပေးပြီးအလိုရှိတာကိုရအောင်ယူတတ်တဲ့သူ ဖြစ်ပါတယ်။အာဆီယံနိုင်ငံတွေကိုအခွန်တိုးကောက်မယ်လို့ချိန်ချောက်ပြီးမလေးရှား၊လာအိုကမ္ဘောဒီးယားတို့လိုကာဝယ်ရေးနဲ့ပတ်သက်ရင်အမေရိကန်ဘက်ကလိုက်ရမယ်။အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကို လိုက်နာရမယ်လို့သဘောတူလက်မှတ်ထိုးခိုင်းခဲ့တယ်။ပိတ်ဆို့မှုတွေကို လိုက်နာရမယ်ဆိုတာတရုတ်ကိုအမေရိကန်ကပိတ်ဆို့တယ်ဆိုရင်အဲ့ဒီနိုင်ငံတွေကလည်းတရုတ်ကို ပိတ်ဆို့ပေးရမယ်။ အမေရိကန်ကဒိုင်းအင်ပါဝင်တခြားအာဆီယံနိုင်ငံတွေကိုလည်းအဲဒီလိုကုံသွေးရေးစာချုပ်ဆက်ချုပ်ဆိုဖို့ပြင်ဆင်နေပါတယ်။အမေရိကန်ကဒီကိစ္စကအရင်ဥရောပနိုင်ငံတွေဂျပန်၊ကနေဒါနဲ့ဩစတြေးလျတို့လိုက်နာနေကြရတဲ့စည်းကမ်းဖြစ်ပြီးဂျာနီရက်တီချင်းနဲ့အာဆီယံကိုအမေရိကန်ဘက်ပါအောင် ခွဲထုတ်လိုက်တာဖြစ်ပါတယ်။ထရန့်ဗရမတ်တန်ကလေးကဥရောပနေတို့အဖွဲ့ကိုရန်ပုံငွေ ပိုမထက်လို့ အမေရိကန်နှုတ်ထွက်မယ်လို့ချိန်ချောက်ခဲ့သလိုရုရှားရဲ့ရည်နံတဲ့သဘာဝတံငွေကိုအယံမီကိုလွန်းတယ်ဆိုပြီးဂျာမနီအပါအဝင်ဥရောပ EU နိုင်ငံတွေကို အပြစ်တင်ခဲ့ဘူးပါတယ်အခုယူကရိန်းကိစ္စယူကရိန်းစစ်ကိုအခြေခံပြီးနေတို့အဖွဲ့တွေရဲ့ဥရောပ EU ရဲ့စိတ်တန်းကြချေလှယ်ပြီးပတ်စံအကုန်မခံတော့ပါဘူးယူကရိန်းကိုထောက်ပံ့ခြင်းရင်အမေရိကန်လက်နက်တွေနေတို့အဖွဲ့ကဝယ်ပြီးပေးလိုက်လို့လှုပ်လို့ရလာပါတယ် ရိုက်တာသတင်းဌာနက2029မှာဥရောပကအမေရိကန်တာဝန်တချို့ကိုဥရောပကလွှဲမယူရင်အမေရိကန်တာဝန်မယူတော့ဘူးလို့ပြောတယ်ဆိုပြီးရေးလာပါတယ်။သူတို့ကပိုင်းခြားနှုတ်ထွက်ခြင်းလို့ပြောကြပါတယ်။အမေရိကန်ကထောင်လန်းရေးဒုံးကျည်နဲ့မဟာဗျူဟာမြောက်နျူကလ িয়ার လက်နက်တွေအတွက်ဥရောပကလွှဲပြောင်းတာဝန်ယူဖို့အမေရိကန်က ဥရောပကိုအသိပေးထားတယ်။ 2029ခုမှာအဲ့ဒီကဏ္ဍတွေကို NATO အဖွဲ့အတွက်အမေရိကန်မလုပ်ပေးတော့ဘူးလို့ဆိုတာပါသမရထရန့်ကသူ့အလိုရှိတာကိုဖိအားပေးတဲ့နီးနဲ့ရောက်အောင်လှုပ်တက်ပါတယ်အဲ့လိုလှုပ်တက်တဲ့ထရန့်ကဗီနီဇွဲလားကိုစစ်မတိုက်ပဲလိုချင်တဲ့ပုံရအောင်ယူဖို့ပုံများပါတယ်အခုဗီနီဇွဲလားသမရမာဒူရိုကိုရုရှားနိုင်ငံကိုထွက်ပြေးဖို့ကွင်းပြူထားတာကိုဗီနီဇွဲလားသမရညှိနေတယ်ဗီနီဇွဲလားသမရအတွက်ရွေးချယ်စရာအများကြီးမရှိပါဘူး ထရန့်ရဲ့စိတ်ကိုနားလည်ရင်ထရန့်ဘာလို့ကျင်တယ်ဘာလုပ်မယ်ဆိုတာကိုခံမှန်းလို့ရပါတယ်။စင်အားပြပြီးစင်ဖမ်းမယ်ကြားဖမ်းမယ်ပြောနေတဲ့သမရထရန့်ကဗီနီဇွဲလာကိုတင့်နေရာယူနှစ်အစင်းသင့်ပြင်ကနေသုံးကြည်စံထက်လင်းမောင်းတင်ဆိုတာမျိုးသာ ဖြစ်သွားလိမ့်မယ်လို့ထင်ရပါတယ်။အမေရိကန်သမရအာနာကို ကောင်းကောင်းအသုံးချတတ်တဲ့ယာစပရိယေကျွန်ဝတဲ့ထရန့်ကတခြားအမေရိကန်သမရတွေထက် တာလုံးပါတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာမိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာရိုင်းဆိုင်မှုမပါ comment မှာဝင်ရောက်ရေးသားဆွေးနွေးအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်